တမရဒရထဟာအခုအာရှမှာ6ရက်ကြာခီးစဉ်ရှိနေပါတယ်ဒါဟာသူအင်ပြူတော်ကိုပြောင်းရောက်ပြေကြတဲ့ကဒေတာအတွက်ပရောက်ဆုံးခီးစဉ်ဖြစ်ပါတယ်ထရဟာစနေနေ့နဲ့တနင်္ဂနွေနေ့မှာမလေးရှားကိုရောက်ရှိခဲ့ပြီးအာဆီယံထိပ်တီးဆွေးကိုတက်ရောက်ခဲ့ပါတယ်ဒါဟာအရှိတောင်းအာရှနိုင်ငံတွေမှာသူတို့နဲ့ပါတနာတွေကိုစုဝေးပေးတဲ့ဒေတာဆိုင်ရာအစည်းအဝေးဖြစ်ပါတယ်သူတို့နိုင်ငံရေးစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကိုဆွေးနွေးကြပါတယ်သူရဲ့ခီးစဉ်အလွန်အလုံးများတဲ့တန်တမာရင်းအချိန်ကြာကိုစတင်ခဲ့ပါတယ် ဒီမှာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဂုံတွယ်ရေးသဘောတူညီချက်တွေနဲ့နိုင်ငံနဲ့နိုင်ငံခြားအစည်းအဝေးတွေပါဝင်ပါတယ်ထရဟာကွာလာလမ်ပူအပီပီဆိုင်ရာလေးစိတ်မှာအနည်းရောကောစောချမ်းကြိုးစုံမှုကိုခံခံစားခဲ့ရပါတယ်မလေးဆောင်ဝန်ကြီးချုပ်အန်ဝါအီဘရာဟန်ကသူ့ကိုကြိုးစုံခဲ့ပါတယ်ထာရင်ချမှုပြပြသူတွေကိုလက်ဝဲရံပြခဲ့ပါတယ်အင်တာနက်ပေါ်မှာ viral ဖြစ်သွားတဲ့ဗီဒီယိုတစ်ခုမှာ ်တရဟာကျိုးစုပွဲအတွက်မလေးရှားဖျော်ဖြေသူတွေနဲ့ကပြခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်လူအုပ်ကကျယ်လုံစွာအားပေးခဲ့ကြပါတယ်တရုတ်ကနေမှာတရဟာထိုင်းနဲ့ကမ္ဘောဒီးယားကြားဖြစ်ခရစေလမထိုးဘက်ကိုကျေးဇူးခဲ့ကြပါတယ်ဒါအာဆီယံတတိယဆွေရဲ့ဘေးမှာဖြစ်ပွားခဲ့တာပါဒီသဘောဆွေးနွေးချက်ကို ထိုင်းကမ္ဘောဒီးယားနဲ့မလေးရှားဝန်ကြီးချုပ်တွေထွန်းနဲ့အတူလမရည်တိုးခဲ့ကြပါတယ်ဒီသဘောဆွေးနွေးချက်ကဇူလိုင်လကနိုင်ငံခြားတည်စီတဲ့ နေဇာတက်ခဲမှုကိုရန်တက်ခဲ့တဲ့အဖြစ်ကရဆဲရည်ကိုအခြေခံထားတာဖြစ်ပါတယ်။ထရန်ကဒီတဘောသူညချက်ကကြီးမားတဲ့ခြေလှမ်းဖြစ်တယ်လို့ပြောခဲ့ပြီးသူတို့ကြားငြိမ်းချမ်းရေးဖန်တီးဖို့ကူညီရတာဂုဏ်ယူပါတယ်လို့ပြောခဲ့ပါတယ်။သူကဘယ်လိုပြောလဲဆိုတော့ဒီနေ့ဦးကြီးချုပ်နဲ့ကျွန်တော်အမေရိကန်နဲ့မလေးရှားကြားကြီးမားတဲ့ဂုဏ်သွယ်ရေးတဘောသူညချက်ကိုလက်မှတ်ထိုးခဲ့ပါတယ်။အတူတူကမ္ဘောဒီးယားနဲ့ထိုင်းကြားတိုက်ခတ်မှုဆုံးသတ်တဲ့တမိုင်းဝင်ငြိမ်းချမ်းရေးသဘောဆွေးချက်ကိုပါပါဝင်လက်မှတ်ထိုးခဲ့ပါတယ်။ ကျွန်တော်တို့ဒါကိုကွာလာလမ်ပူငိမ့်ချရည်သဘောတူချဲလို့ခေါ်ပါတယ်။ညညရေးလက်မှတ်ထိုးပြီးတဲ့နောက်ထရန်ဟာမလေးရှားထိုင်းနဲ့ကမ္ဘောဒီးယားနဲ့ဂုံတွယ်ရည်သဘောတူချဲအများပြားကျင်းညာခဲ့ပါတယ်။ဒီသဘောတူချဲတွေမှာအမေရိကန်တင်ပို့မှုတွေအတွက်အထူးသဖြင့်စိုက်ပျိုးရေးစွမ်းအင်နဲ့လေကြောင်းဂုံတွယ်ရည်အတားအဆီးတွေဆော့ချဖို့ကတိပြုချက်တွေပါဝင်ပါတယ်။ထိုင်းဟာအမေရိကန်စိုက်ပျိုးရေးထုတ်ဂုံတွေစွမ်းအင်ပစ္စည်းတွေနဲ့လေရင်တွေဒေါ်လာဘီလန်ချီဝယ်ယူဖို့သဘောတူခဲ့ပါတယ်။ မလေးရှားကအမေရိကန်ကနေအရင်ဖြစ်တဘောဝတောင်းကွင်းနဲ့လေကျင်းတွေတင်သွင်းဖို့နဲ့အမေရိကန်မှာဒေါ်လာ80ဘီလီယံအထိရင်းနှီးမြှုပ်နှံမှုကတိပြုခဲ့ပါတယ်။ကမ္ဘောဒီးယားဟာဘိုးအင်းနဲ့တဘောသွေးချက်လက်မှတ်ထိုးခဲ့ပြီးသူ့ရဲ့လေကြောင်းလုပ်ငန်းဖွံ့ဖြိုးရေးကိုကူညီမှာဖြစ်ပါတယ်။အမေရိကန်ရဲ့နိုင်ငံ၃ခုအပေါ်ခုနော19ရာခိုင်နှုန်းမှာရှိနေစေဖြစ်ပေမဲ့အချို့ထုတ်ကုန်တွေအတွက်၃ညအထိစောချလိုက်ပါတယ်။တေဒီဆွေအတွင်းထွားဟာဘရာဇီးတမဒတ် Luz i Nasio Lula da ve da siva ne tui song ke pare tu ro la ne nge cha te ma mu re pi de nao ko ndo ye sa sa mu to te on blo lo mle su ne ke cha pare twa ka pyo ke pare Brazi tamara ne atu si ara ti ma re gong yu zi a phi pare da ti ma bi la pare na ngan phi pare ကျွန်တော်တို့အရန်ကောင်းကောင်းလုပ်နေတယ်လို့ထင်ပါတယ်ကျွန်တော်တို့နိုင်ငံစလုံးအတွက်ကောင်းမွန်တဲ့သဘောဆူချက်တွေလုပ်နိုင်မှာဖြစ်ပါတယ်အဲ့ဒါရဲ့အချို့ကို ဂျမီဆန်စကောနက်မာကိုကိုထားခဲ့ပါမှာမာကို စီပါရေးနည်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 းပါရစေတင်းအရန်ကောင်းကောင်းလုပ်နိုင်ပေမဲ့မလိုအပ်ပါဘူးကျွန်တော်တို့ကောင်းမွန်တဲ့သဘောဆူချက်တွေလုပ်မယ်လို့ထင်ပါတယ်ကျွန်တော်တို့အမြဲကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်ဒါနဲ့ဆက်ရရှိနေမှာပါလို့ပြောခဲ့ပါတယ်ဒီတွစ်ဆုံမှုဟာထရန်ရက်ဒီနှစ်အစောပိုင်းဘရာဇီးတင်းတွင်းမှုအများစု အပေါ်အခွန်နှုန်း90%ကတော့အထိတိုးမြင့်ခဲ့တဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ် သူကဒီလောက်ရဟာရခင်သမရဂျေယာဘိုဆိုနာရိုကိုနိုင်ငံကြီးနောက်ဆက်မှုလို့သူခေါ်ခဲ့တာကြောင့်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဒီချိန်ထဲမှာပဲထရန့်အာဆီယံထိပ်တီးအစည်းအဝေးတစ်ရောက်နေချင်းကွာလာလမ်ပူမှာဆရာပြတ်လူခမ်းမန်ချိန်ဦးနေယာစုဝေးခဲ့ကြပါတယ်။ဒီဆရာပြတ်ပွဲကိုအဖွဲ့အစည်းအများပြားအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့အရာပဲလူမှုအဖွဲ့အစည်းတွေကစီစဉ်ခဲ့တာဖြစ်ပါတယ်။သူတို့ထရန့်ရဲ့ခီးစင်တဲ့အနောက်အာရှမှာ အမေရိကန်မူဝါဒတွေကိုစတင်ခဲ့တာကြာချင်းဖြစ်ပါတယ်။စရာကြွတူတွေကအမေရိကန်ကဣဇရဲဂါဇာစစ်ပွဲကိုထောက်ခံမှုနဲ့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအခွန်နှုန်းတွေကိုဝေဖန်တဲ့စာမှုတွေကန်ဆောင်ပြီးချီတက်ခဲ့ကြပါတယ်။သူတို့ကြွေးကြော်ခဲ့တဲ့ message တွေထဲမှာဘာလဲဆိုတော့အပြေကရစီတောင်းဆိုနေပြီးငြင်းချမ်းရေးကောက်ွက်ချင်နေတယ်လို့မပြောနိုင်ဘူး။ရာဒီဥတုအကြတဲ့ကိုညင်းပယ်နေပါကဘာကိုကဲတင်ချင်တယ်လို့မပြောနိုင်ဘူးဒါမှမှန်ပါဘူးလို့ ြောခဲ့ကြပါတယ်မလေးရှားနဲ့အာဆီယံနိုင်ငံတွေရောင်းချဖို့မဟုတ်ပါဘူးလို့လည်းပြောခဲ့ကြပါတယ်မလေးရှားကိုမရောက်ခင်ထရန်ဟာကာတာနဲ့အယ်ဥဒိတ်လေစိတ်စတကာမာလောင်စာ ဖြစ်ဖို့ခဏရပ်တန့်ခဲ့ပါတယ်သူကဂါဇာအဖြစ်ခရဆေးရေးလုံခြုံအောင်ကူညီခဲ့တဲ့အတွက်ကာတာအမြင့်ဆုံးခေါင်းဆောင်နဲ့ဝန်ကြီးချုပ်ကိုကျေးဇူးတင်ခဲ့ပါတယ်သူတို့အလဲပိုင်းနေချင်ရေးလုပ်ငန်းစဉ်မှာအရေးကြီးတဲ့သူတွေဖြစ်တယ်လို့ပြောခဲ့ပါတယ် မေကန်နိုင်ငံသားယူဝန်ကြီးမာကိုရူပီကိုလည်းစီဝဲမှာရှိနေခဲ့ပါတယ်။ထရန့်ဟာအခုဂျပန်ကိုရောက်ရှိနေပါပြီ။သူဂျပန်ရဲ့ဝန်ကြီးချုပ်တဲ့စနေတာဂျီချီနဲ့အင်္ဂါနေ့မှာတွေ့ဆုံမှာဖြစ်တဲ့နောက်မှတင်းလာနေ့မှာတောင်ကိုရီးယားကိုသွားမှာဖြစ်ပြီး2019နောက်ပိုင်းတရုတ်တမနာစင်ဂျင်ပင်နဲ့ဖရန့်အိုဆိုမြန်မာချင်းဆိုင်တွေ့ဆုံမှာဖြစ်ပါတယ်။ဒီတွေ့ဆုံမှုဟာ APEC ထိပ်တည်အစည်းအဝေးမှာဖြစ်သွားမှာဖြစ်ပါတယ်။